ရှာလီယာ N5 N4 လေးလာနေတဲ့ကလေးရေစာပြန်နှုတ်ရဲ့အနေနဲ့ပဲဖြစ်ဖြစ်ဒီပညာဒါနလေး sharing လုပ်ပေးရပါတော့ဒီတင်တလောက်လေးကိုအဓိကကတော့ဒီ N5 N4 မှာအခြေခံအရေးကြီးဆုံးကတော့ verb တွေကိုအမားတို့က group ခွဲတဲ့ဟာကအရေးကြီးဆုံးပဲဒီ verb တွေကို group သုံး group ခွဲတဲ့ဟာကိုကိုကမကြင်ရလို့ရှိရင်နောက်ပိုင်းတင်တဲ့စာတွေကဘယ်လိုပဲဖြစ်ဖြစ်ခက်နေမှာပေါ့နော်အဲ့တော့အဓိကအမားတို့က group သုံးခုခွဲတယ် verb တိုင်းမှာ group သုံး group ရှိရဲအဲ့တော့ပထမတစ်ခုက အလွယ်ဆုံးမှတ်မယ်အချမ်းကြီးမှတ်မယ်ဆိုရင် mask ကအရှိမဣလိုင်းစကလုံးရှိရဥပမာအဖြစ် second line စကလုံးရှိနေတဲ့စာမျိုးတွေဆိုရင် အမားတို့က glue 1လို့ခေါ်တယ်ဒါအချမ်းပြင်း mask ရဲ့အရှိမဒီဣဆိုတဲ့စကလုံးရှိနေလို့ရှိရင်အမားတို့က glue 1နဲ့ကိုရောက်တယ်ဣဆိုတဲ့စကလုံးလေးအဲ့ဒါရပါရရှိမလဲဆိုရင်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အမားတို့ normal mask ရှိမယ်။အမားတို့ normal mask ။ဟောပေါ်ပြန်လဲ။ နော်မီမတ်နော်မီမတ်ဆိုလို့ရှိရင်ဒီ mask ရဲ့အရှိမဒီရှိလိုင်းမှာဒါက i မိဆိုတဲ့မိဆိုတဲ့ဒီ i လိုင်းလေးရှိနေတာအဲ့တော့အမားတို့ကဒါကို group 1 buff လို့မှတ်မယ်နော်မီမတ်ဆိုလို့ပဲနောက်ထပ်ရှိသေးတဲ့ i လိုင်းတက်တဲ့ဟာတွေရှိတယ်ရေတောက်တယ်တို့စူအီမတ်တို့နော်နောက်ထပ်တစ်ခုကရေးတယ်ဆိုရယ်ခါခီမတ်ဆိုရယ် buff မျိုးတွေ မျိုးတွေဆိုရင်ဒီ mask ရဲ့အရှိကစကလုံးကအမှားတော့ဘာဖြစ်နေလဲ e line ဖြစ်နေတယ် mask ရဲ့အရှိကစကလုံးတစ်ခုပဲကြည့်မယ်နော် e line ဖြစ်နေရင်ဒါက group 1နဲ့ကိုအမှားတော့ရောက်တယ်ဒါအတန်းမြင့်မှတ်တဲ့ပုံစံလေး group 1ကမဟုတ်နေတဲ့စကလုံးတွေလည်းရှိတယ်ဒါအောက်မှာဆက်ရှင်းပြမယ်နော်နောက်တစ်ခုကတော့ group 2 group 2မှာအတန်းမြင့်အဖြစ်ကတော့အမှားတော့ mask ရဲ့အရှိမှာကဘာ line ရှိနေမလဲဆိုတော့ a line a line စကလုံးရှိနေရင်အမှားတော့ group 2လို့မှတ်တယ် မတ်စကက်ရှိမှာဒီလို airline စကလုံးရှိနေမယ်ဟာ airline စကလုံးရှိနေမယ်ဟာတွေက isman အနေနဲ့ထားပေးမှာရှိမယ်เนาะထားပေးမှာထားပေးမှာရှိမယ်ဒါမှလို့ရှိရင်အဲထုတ်မေးမှာရှိမယ်เนาะအဲ့လိုမျိုး isman စကလုံးတွေပေါ့เนาะအဓိကကတော့ဒီ mask ရဲ့အရှိမှာဒီအရှိအကောင် airline ဖြစ်နေရမယ်ဒီ mask ရဲ့အရှိမှာဘဲဆိုတော့ ဒီဘဲဆိုတော့ဒီ air ဆိုတဲ့စကားလုံးရှင်းရမယ်အဲ့ဒါလေးဆိုရင်အမတို့ကအကြမ်းများအဖြစ်နဲ့ group 2အနေနဲ့မှတ်တယ်ဒါမဲ့ဒါချုံရင်းချက်တွေပေါ့နော်ဒါရင်မပြောသေးဘူး group 3ကိုထပ်သွားမယ် group 3မှာနှလုံးမဲ့ရှိရယ် key mass ဆိုရယ် verb နဲ့ she mass ဆိုရယ် verb key mass ဆိုရယ် verb ကဒီ key mass ကဘာ key mass လဲဆိုတော့အမတို့လာတယ်ဆိုရယ် key mass ဒီမှာလို့ဆိုရင်တော့လာတယ်လာပြီဆိုရယ် verb အဲ့ဒါ group 3ဖြစ်တယ်ရှိမဆိုရင်တခုခုကိုလောက်တယ်ကိုင်တယ်အဲ့ဒါဆိုရင်ရှိမကိုအမတို့သုံးတယ်